မောင်စုံနဲ့မိမော်တို့ဟာမိအေးဖြစ်သူနဲ့နေထိုင်တဲ့အထက်တန်းကျောင်းသားတွေဖြစ်ပါတယ်။မဖြစ်သူမိမော်ကကျောင်းရဲ့ပပွားမယ်တရားဖြစ်ပြီးမောင်စုံကတော့ပုံဆွဲလွန်ဝါဒနာပါတဲ့ကောင်းလေးတယောက်ပါ။ဒီလိုနဲ့တနေ့မှာမိအေးဖြစ်သူရာလူတို့သွားတာကြောင့်ညချရဲ့ဆိုင်နဲ့ဆိုင်မှာသွားစားကြဖို့စီစဉ်လိုက်တယ်။ဒါပေမဲ့ညရောက်တော့မိအေးဖြစ်သူအရေးကြီးလိုကိစ္စပေါ်လာလို့ဆိုပြီးမိမော်တို့မောင်နှမလက်ခောက်ဆဲပြုတ်နေပင်နှပါသွားလိုက်ရတယ်။ ကစိုးကျန်တော့မအေးပြည်သူအလုကအပြန်မရှင်နိုင်မှုဖြစ်သွားပြီးစီးရုံကိုရောက်ရှိသွားခဲ့ရတယ်။ကားမတော့မမြင်ဘူးတဲ့အဖိုးဆိုတဲ့လူကြီးလေးရောက်ရှိလာပြီးမိမော်တို့ကိုအကျိုးကြောင့်ပြောပြစီးရုံကိုကော်သွားတယ်။စီးရုံရောက်တော့လည်းတခါမှမမြင်ဘူးတဲ့အဖွားဆိုသူနဲ့ပါထပ်တွေ့ရပြီးမအေးကလည်းကိုမဖြစ်နေပြီလို့သိရတယ်။ဒီလိုနဲ့အဖိုးနဲ့အဖွားတို့ကလည်းမိလေးတွေနှစ်ယောက်တည်းအဆင်မပြေဘူးဆိုပြီးသူတို့အိမ်ခေါ်သွားလိုက်ကြတယ်။မိမော်တို့လည်းတခါမှမတွေ့ဘူးတဲ့အဖိုးဒီအဖွားလေးမလို့တိတ်မတင်ကပြမယ်လေအိမ်ထဲမှာအမေတပ်ပုံလေးတွေ့လို့ယုံလိုက်ပါပြီ။ဒီလိုနဲ့မနေ့ကျတော့အဖိုးဆိုတဲ့လူကြီးကသူ့မိမကောင်းတဲ့နဲ့ချောင်းနေလို့ပေါပန်းလေးစီတွေပြောရင်နားလဲပေးဖို့တောင်းဆိုတယ်။ကျတော့ဂျိုးနေတဲ့မောင်စိုးကိုလည်းအကျိုးဆေး ပြန်ကောင်းနေစဉ်နာနုတကားလန်တောက်ရမယ်လို့ဆိုတယ်။နောက်နေ့စေယုံကအပြန်ကြတော့အိမ်မှာခြံခဲ့တဲ့ပစ္စည်းတွေနဲ့ပူစီလေးကိုပါဝင်ခေါ်ခဲ့ကြတယ်။အိမ်ပြန်တော့မောင်စော်လေးနေရမှာအပေါက်လေးတစ်ပေါက်တည်းလို့ချောင်းကြည့်လိုက်တာခြောက်ခြားဖို့ကောင်းတဲ့အခန်းတစ်ခုနဲ့တရေတစ်ပတ်မှတစ်ယောက်ကိုတွေ့ရတယ်။မိမလေးငါသားစားတော့အဘိုးတို့ကဒီအပေါက်ချောင်းမေးကြည့်ပေမဲ့ဘိုးနဲ့အပွားတို့ကဒီအပေါက်ကိုလုံးဝမမြင်ရပါဘူး။ဒါကြောင့်ဘိုးဘွားတို့ကလည်းမောင်စော်တို့လူကြီးကိုစားနောက်နေရလို့ပဲထင်သွားကြတယ်။အိုင်နာအဖွားကလည်းဘာမှမရှိတဲ့နေရာမျိုးကိုကြည့်ပြီးအိတ်ချိန်တမ်းပြီလို့ဆိုပြန်တယ်။ ဒီလိုနဲ့မနှမ်းကြတော့ထူးဆန်းစွာနဲ့နေရာမှာဘာပေါမှမရှိတော့ပြန်ပါဘူး။ကြားရဲအဖွားကလည်းတကားလန်လောက်ရှိတဲ့နောက်တို့ကကြီးလာတော့ခိုင်းနေလို့မောင်စောလည်းအတင်းနဲ့ညင်းရပြန်တယ်။ယနေ့ကျောင်းဆင်းတော့မောင်စောကိုအနိုင်ကျင့်နေကြတဲ့ငယ်ချင်းတယောက်ကအိမ်ကိုလိုက်လာတယ်။အချိန်မှအတန်တခုကြားရလို့ကြီးလိုက်တဲ့နေရာကအပေါက်ပြန်ပေါ်လာတာကိုတွေ့ရတယ်။မောင်စောလည်းအမှန်မရှိအပေါက်ထဲကိုထပ်ကြောင်းကြီးလိုက်တာစီးပြော့ရည်တွေအန်နေတဲ့ရုပ်ဆိုးဆိုးကောင်မလေးတယောက်ကိုတွေ့ရတယ်။ဒါပေမဲ့အနိုင်ကျင့်တဲ့ကောင်ကတော့မမြင်ရလို့ပြပြချင်းတွေတော့မှပဲနေရာနဲ့ဆောင်းမိပြီးနှာခေါင်းသေးပါရှန်ချသွားတယ်။ဒါကိုအနိုင်ကျင့်တဲ့ကောင်ကတော့မောင်စောလုတ်တဲ့ထင်ပြီးတော့ဆူလာဆေးသားနဲ့အိမ်ပြန်သွားပြီ။အဖေါက်ကလည်းကျမ်းပြင်းကနှာခေါင်းသွေးတွေကိုမြင်တော့လှမ်းမိ ကြောင်းနောင်နေပါထပြောပြန်တယ်ဒီလိုနဲ့မနေ့ကျတော့စိတ်ပြန်ငြိမ်သာမိစေတောက်ရမယ့်အချိန်ရောက်ပြီလို့ဒီနေရန်ကြီးပဲကြည့်ပြီးထပ်ပြောပြန်တယ်။ဒါကြတော့လေငြိမ်ငြိမ်မနေပဲကြမ်းမြန်မှလူလဲမိအော်ဟဲတောင်းကြမ်းမြန်တယ် ။မတော်တို့လေသူတို့ကိုထိမို့ခေါ်လာတဲ့အဘကိုသူတို့ကပြန်ထိနေရလို့စိတ်တွေလည်းတော်တော်ညစ်နေပါပြီ။အဘကြီးကတလောက်ထိပလက်ကျွန်းနေမှသိသွားတော့နာနုံမတော်ဘူးတာမငင်းရတော့ပါဘူး။တစ်ဖက်မှာစကမ်းမူအောင်ဖြစ်တဲ့အဘကလည်းသူ့သမီးကိုတိုက်ပြေးသွားတဲ့တရားခံကတထေးသားဖြစ်တာကြောင့်လက်ထိုးပြီးတော့တခြားတယောက်နဲ့အစားထိုးလိုက်မှန်းချိန်မိသွားတယ်။အကြောင်းမလို့လည်းရှိစကမ်းမူကိုလည်းဒီအမှုကိုရုံးမြန်တင်ဖို့တော့စကမ်းမှာတပည့်တနာပါရှာရတယ်။အိမ်မှာလည်းမိမောကမောင်စောပြောလို့အပေါလေးတဲ့ထက်ချောင်းကြည့်လိုက်တာဒီပြော်ရည်လေးအန်နေတဲ့ကောင်မလေးကိုမိမောလည်းထက်တွေးလိုက်ရတယ်။မိမောလည်းသာတည်းတဲ့ပတ်မှန်းသိသွားတော့မောင်စောကိုနောက်ထပ်ဒီအပေါကနေဝေးဝေးနေဖို့မှာချထားလိုက်ပြီ။နောက်ရောက်တော့မောင်စောလည်းအတန်းနဲ့ကြာရလို့ခေါင်းမူးချုပ် ီးချောင်းကြီးလိုက်တာတေယမကသူ့အမကိုချော့သိမ့်နေတာသွားတွေ့တယ်။မာဇိုလဲငေတန်ပေါင်းအော်ထဲလိုက်တာမိမော်လဲနိုးလာပြီးတေယမလဲချက်ချင်းပြောက်ခွေသွားတယ်။တေယမြင်သွားတဲ့မာဇိုလဲမနေ့ကျတော့အဖျားရီတောင်တက်နေပါပြီ ဖကလည်းအားအားရှိနီးကြည့်သူကိုနားနို့ပဲလာလာတောက်ခိုင်းတယ်။အဲနောက်အဖလည်းမန်စောရဲ့ပုံဆွဲစာအုပ်ကိုယူကြည့်လိုက်တာထူဆန်တဲ့ပုံတပုံတော့တွေ့လို့ချက်သေးရဲ့မရှိတဲ့ပုံတွေမဆွဲရဘူးလို့ဆူလိုက်ပြီ။အဖတက်တော့တော့မန်စောလည်းတဖန်ပြန်ကြည့်လိုက်တာစာအုပ်ထဲမှာခုနပုံကြီးမရှိတော့ပါဘူး။နာနုခကြီးကလည်းရုတ်တရက်ကြာခွဲသွားပြီးမန်စောအစာပူစီလေးကပဲပိုက်ပြေးသွားတယ်။ညနေမီမွန်ကြောင်ကပြန်လာတော့မန်စောတော်တော်လေးချိန်နေဆုံးနေတာကိုထပ်တွေ့ရတယ်။အပေါက်ကလည်းလည်းမန်စောကိုသူ့နာမည်လန်းလန်းခေါ်နေရလို့လဲဆိုတယ်။ဒါကြောင့်မီမွန်လည်းထထောင်းကြည့်လိုက်တာတရေမှလေးပြင်းမူကြီးအိမ်နေတဲ့လူတယောက်ကိုပါတွေ့ရတယ်။ အချိန်ထဲမှာပဲမောင်စောကလေးဟိုဘက်အိမ်ကသူတို့အိမ်နဲ့တတိယတည်းတူနေပြီးအချိန်မဲကွာခြားနေကြောင်းသိရှိလိုက်ရတယ်။ဒီအပေါက်ထဲမှာမြင်နေရတာဟာပြီးခဲ့တဲ့အတိတ်တုန်းကဒီအိမ်ကြီးမှာဖြစ်ဖြစ်ခဲ့တာတွေလို့ယူဆလိုက်ကြပြီ။ဒီအကြောင်းကိုအဖိုးကိုပြပြပေးမယ်လေအဖိုးကတော့မမေရရဘာမှမလုပ်ပေးဘဲနဲ့ဗီဒီယိုနဲ့ပဲကာထားပေးလိုက်တယ်။အရင်ကအဖိုးကလည်းတနန်ကြီးခါကြတော့ပြီးဒီနေရာကိုထထသွားပြန်တယ်။မကြာခင်မှာပဲနေရန်ကနေအတန်းတင်းထွက်လာပြီးဗီဒီယိုကြီးလေးလဲကျသွားပြီ။တစ်ဖက်မှာအဖိုးကတော့တမီးပြည်သူကိုကားနဲ့တိုက်သွားတဲ့တတိသားကိုတောက်ပြန်ဆော်တာဖြစ်ပါတယ်။ဒါပေမဲ့အလွန်ဒေါသကြီးတဲ့အဖိုးကတတိသားကိုအရင်နဲ့လာမင်းကြီးပါရှုတ်ထည့်ပြစ်လိုက်ပြီ။တစ်ဖက်မှာမောင်စောတို့မိကလေးကိုမာကနေ ြန်လည်းနှုတ်ထလာတယ်။အမေကလည်းပြန်နှုတ်လာလာချင်းသားသမီးတွေကိုအဖိုးနဲ့အဖွားခေါ်သွားတယ်ဆိုလို့တခါလေးသွေးပါပြန်တက်ချင်သွားတယ်။အဖိုးတို့ကမှတိလိုက်ရတာဟာအဖွားဖြစ်သူဟာလည်းနေရန်ကအပေါက်ကိုမြင်နေရပြီးအတန်တွေကိုလည်းကြားနေရပါတယ်။ဘိုးဟာသူမမြင်ရတာတွေကိုမြင်နေကြားနေရတဲ့အဖွားကိုခေါင်းထိရထင်လို့အဖွားလည်းဟန်ဆောင်နေရတာပါ။ဒီလိုနဲ့မိမတို့လည်းထချောင်းကြည့်လိုက်တော့ငရေသေးတဲ့သူတို့အမေနဲ့အဖိုးဘာတို့ကိုထပ်တွေ့လိုက်ရတယ်။ဒီမှာမူဘီအိန်ဒီတာကလည်းသူတို့ရဲ့ဖေးဖြစ်သူဖြစ်ကြောင်းထပ်တွေ့လိုက်ရတယ်။တကယ်တော့တည်ဆုံသွားတဲ့ကောင်မလေးကလည်းသူတို့အမပဲဖြစ်ပါတယ်။ကလေးကိုဂီမဆိုင်တဲ့ဖေးဖြစ်သူကြောင့်ကလေးကကျွတ်သက်စီတွေတောင်းမိပြီးတည်ဆုံသွားတာဖြစ်ကြောင်းအဖွားကရှင်းပြတ တယ်အချိန်မှာပဲမောင်စောကသွေးလေးထားအလိုမိမော်လေးစေယုံပို့ဖို့လုပ်တယ်ဒါကိုအဖွားကစေယုံသွားစရာမလိုပဲနာနုပဲတောက်လိုက်ရင်ပြန်ကောင်းသွားလိမ့်မယ်လို့နာနု promotion တွေထပ်ဆင်းပြန်တယ် အဲ့ဒီမှာပဲမေအေဖြစ်သူယောက်ျားလာပြီးသူသားသမီးတွေကိုပြန်ခေါ်သွားမလို့လုပ်တယ်။ဒါပေမဲ့၆လုံးပြုနေအဖိုးပြန်လဲရရှိလာပြီးမိဖြစ်သူတွေကိုခေါ်မသွားဖို့ဝန်တားတယ်။အဲ့ဒီမှာပဲမိမောကလည်းအဖွားဖြစ်သူဟာမောင်စိုးကိုနာနို့ထဲမှာကျက်သက်စေးတွေထိုက်တိုက်နေရဆိုတာကိုသတိထားမိသွားပြီ။အခုနောက်ဗိုက်ပြေးသွားတဲ့ပူစီလေးကလည်းကျက်သက်စေးနဲ့မိမိအခန်းတော်မှာလဲနေတာကိုသွားတွေ့တယ်။တကယ်တော့တည်ဆုံသွားတဲ့ကောင်မလေးရောမောင်စိုးကိုရောအဖွားဖြစ်သူကိုယ်တိုင်ကကျက်သက်စေးတွေခက်တက်နေကြတာဖြစ်ပါတယ်။အကြောင်းကားတော့ဘောရီဖြစ်သူဟာမိသားစုတွေမှာအူနာချုံကန်ဒုက္ခရာတွေတယောက်မှမထားချင်လို့ပါ။တည်ဆုံသွားတဲ့ကောင်မလေးကလည်းပုံမှန်မဟုတ်တဲ့မျက်နှာနဲ့တူအုံနောက်လေးသိမ့်မကောင်းရှာပါဘူး။မောင်စိုးက လည်းခြေတော့ဂျိုးနေတာဆိုတော့ဖားအေးဖြစ်သူအားမောင်စောကိုပဲတတ်ဖို့ကြံစီနေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့မအေးဖြစ်သူလည်းမောင်စောနဲ့မိမတို့ကိုအိမ်ပြန်ခေါ်သွားခဲ့လိုက်ပြီးအိမ်ရောက်မှသူတို့ပြေချောင်းနေဆက်ပြောပြတယ်အမအေးဖြစ်တဲ့တရားမနေရာမိမကလေးရွယ်မောင်စောကိုဝင်လေထားရတဲ့အချိန်မှသိဆုံးခဲ့တာဖြစ်ပါတယ်ဖိုးဖြစ်သူကလည်းသူတတ်လိုက်တဲ့တတိသားကတကယ်အဖြစ်မရှိမှစကမ်းမှုပုံစံမှသိရှိလိုက်ရပြီအရင်နာအဖိုးအားထုံးစံအတိုင်းပဲဝယူရပြန်နေတဲ့အဖွားကိုတတိသားလို့မြင်အောင်ဒီတနက်နဲ့တစ်ချက်လောက်ဆင်ပြလိုက်တယ်ဒီလိုနဲ့ကိုမေးမကိုပြန်တမ်းမိတဲ့အဖိုးကလည်းကိုကိုကိုပါထပ်ပြီးတော့အဆုံးစီရင်သွားပြီ တကယ်တော့မောင်စော်တို့အဖေဟာလည်းကမာလေးတည်ရဲ့နေမှာပဲမအေးဖြစ်သူရဲ့တနန်းနဲ့ပြသက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။မအေးဖြစ်သူဟာယောက်ျားဖြစ်သူကြောင့်သမီးလေးတည်ရတဲ့ဆိုပြီးဒေါသလက်ကြီးနဲ့ယောက်ျားကိုပြသက်ခဲ့လိုက်တာပါ။ဒါဟုတ်စကံမှုဖြစ်တဲ့အဖိုးကသူ့သမီးဖမ်းမခံရအောင်လို့တမန်ကကိုကိုကိုတည်သွားတဲ့ပုံစံဖန်တီးပေးခဲ့တာဖြစ်ပါတယ်။မအေးဖြစ်သူဟာဒီဘောက်ကချောင်းောင်းကြီးနေရင်မောင်စော်တို့လိုပဲတည်ရဲ့ခြောက်ကန်နေရတာကြောင့်ဒီရင်ကိုဆုံးခွာခဲ့တာဖြစ်ပါတယ်။နိုင်ဒီသူကြောင့်နေတဲ့မိဘတွေနဲ့ဝေးရမှာသူ့ကလေးတွေကိုထားချင်တာကြောင့်မိဘတွေရှိရာအိမ်ကိုဘယ်တော့မှခွင့်မသွားခဲ့ပါဘူး။အဆုံးမှာတော့အားလုံးကိုနားလဲသွားတဲ့မိမောဟာကိုရင်ကိုရာကအိယာပေါ်မှာပဲအိဆက်နေခဲ့ပါတယ်။ဒါပေမဲ့သူ ီနာမငငယ်ကလေးကသူ့ကိုချစ်တဲ့သူ့မတရေမလေးကလည်းဝင်အိမ်နေတယ်ဆိုတာကိုမိမဘရောမမသိခဲ့ပါဘူးသူဂျင်းမီတို့လည်းဒီစကားလေးကိုကြည့်ပြီးညာဘက်တရေနိုးတိုင်းကိုဝေးမဘသူဝင်အိမ်နေလဲတခြားသောကြီးကြီးပို့အကြံပေးခြင်းပါတယ်ဂျေဆုတင်ပါတယ်